ဟုတ်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 ကဲ့ဗျဒါကဒီနိုင်ငံတကာဘက်အခြေအနေပေါ့နော်ဆိုတော့ခုနကကျွန်တော်အင်းနီချင်းသုံးနိုင်ငံဘက်ကိုဆက်ပြီးတော့သွားကြည့်ပါလေဗျဆိုတော့အခုလောလောဆယ်ကျွန်တော်ထိုင်းဟိုနေထိုင်းနေပြီးတော့ဒီမြောက်ဝတီအာရှလန်ပေါ့နော်ဟိုဖေးဖို့ဒီစစ်ကောင်စီကကြိုးစားနေကျွန်တော်တွေ့ရတယ်နော် EDF ဘက်မှာလည်းဒီအာရှလန်ဝယ်ပြန်ဖွေးဖို့အတွက်တိုက်ပွဲတွေပေါ်နေနော်တရုတ်နယ်စပ်ဘက်မှာတော့အခုနောက်ချိုကြုံမဲဒီဘောရပြီဆိုတော့ဒီလာရှုပ်တွေပွဲသွားပြီပေါ့နော် ဆိုတော့တရုတ်ပြည်ကနေတရင်လေအခုမုတ်ကုမမေရနေပြီပြန်ဆုံးမယ်ဆိုတော့အင်းနီချင်းနိုင်ငံတွေကဒီစစ်ကောင်စီဖက်လောက်ပါသွားပြီလို့ပြောရမလားကျွန်တော်တို့ကဘယ်လိုပြောသင့်တယ်ဆင်းရဲဆရာအဲကျွန်တော်တို့နိုင်ငံကဆက်ဆံရေးတွေမှာတော့အင်းနီချင်းနိုင်ငံတွေကသူတို့ကြိုးစည်းပွားနဲ့ကြည်ပြီးတော့ပဲဆက်ဆံကြမှာလေဆိုတော့စောစောကကျွန်တော်တို့ပြောခဲ့တယ်လို့ပဲစီးပွားရေးလုံခြုံရေးတာဝန်ရေးပေါ့เนาะအဲ့ဒီဆက်ဆံရေးတွေပေါ်မှာမူတည်တာပေါ့เนาะဒါကြောင့်မို့မှ ရုတ်ဆိုလို့ရှိရင်เนาะသူကမြန်မာနိုင်ငံမှာတရားမျှတတော့เนาะပြည်သူလူထုကထောက်ခံတော့တက်တာမတက်တာအထက်မိမိအကျိုးစီးပွားကိုဖြည့်ဆည်းပေးနိုင်တဲ့အစိုးရဟုတ်တယ်မဟုတ်လားဆိုတာကိုသူကအဓိကထားပြီးကြည့်မှာပေါ့တရားမျှတမှုတွေကတော့မစင်းသားတာမဟုတ်ပါဘူးစဉ်းစားကြပါလေဒါပေမဲ့အဓိကပင်တိုင်ကတော့မိမိရဲ့အကျိုးစီးပွားကိုအထောက်အကူပြုနိုင်တယ်မပြုနိုင်ဘူးเนาะ စီးပွားရေးရလုံခြုံရေးရတန်တမာရေးရအထောက်အပံ့ပြုနိုင်မပြုနိုင်ဆိုတော့တောင်းမှာပဲသူကကြည့်ပြီးဆုံးဖြတ်ချတာဖြစ်တယ်အထူးတပြည့်တရုတ်ဆိုလို့ရှိရင်ဒါကယူနန်ရဲ့စီးပွားရေးအနေထားအတွက်ကောသူကစဉ်းစားတယ်အထူးတပြည့်ယူနန်ပြည်နယ်ကလည်းပဲဘိုးဆိုးအပေါ်မှာဖိအားပေးတာရှိနေတယ်နော်ဒီတော့ယူနန်ပြည်နယ်ကအတွင်းမိုင်းကိုကြာပြီးတော့ပင်လယ်ထွက်ပေါက်လည်းမရှိတဲ့ပြည်နယ်ဖြစ်နေတဲ့အခါကျတော့ တော့တရုတ်ပြည်ရဲ့မူဝါဒကြီးတစ်ခုလုံးနိုင်ပြည်မယ်ဆိုရင်တော့တရုတ်ပြည်မှာခုနပုံမျိုးတွတ်တယ်ရင်မညီမျှတဲ့အတွက်ကြောင့်ညီမျှအောင်လုပ်မယ်ဆိုတဲ့မူဝါဒတစ်ခုရှိတယ်။အဲ့ဒီမူဝါဒအောက်ကနေယူနန်ပြည်နယ်ကစနေတဲ့စီးပွားရေးတစ်ခုလောကြီးဘာမှဒီလောက်ကြီးအရေးမပါတော့ဘူး။ဒါပေမဲ့ယူနန်ပြည်နယ်အတွက်စီးပွားရေးအနေနဲ့ဆိုရင်အရေးပါတယ်။ယူနန်ပြည်သူတွေအတွက်ဆိုရင်အရေးပါတယ်။ဒီပြခုနနံပါတ်ကြီးနံပါတ်2ခုနမြမတာရန်စရာပေါ့။ဟုတ် မတင်ရစာဒါရဖို့ပါတော့ဒါပြည်နယ်အစိုးရတည်းမကားတော့ဘူးဖက်ဒရယ်အစိုးရကြီးတစ်ခုလုံးအတွက်ပါအရေးကြီးတယ်နော်ဆိုတော့ဒီအကျိုးစီးပွားတွေပေါ်မှာမူတည်ပြီးချိန်နေပြီးတဲ့ခါကျတော့ဟိုပြည်တွင်းမှာရှိတဲ့စစ်တပ်ကမပြောင်းသေးဘူးဆိုလို့ရှိရင်ဒီစစ်တပ်ကြီးကိုဝင်ပြီးတော့ဖိအားနိုင်ငံတွေကဘာမှတိတ်လို့လို့မရပါဘူးဒီကိစ္စနဲ့ပတ်သက်။အော်ထိုင်းဆိုလို့ရှိရင်လည်းစီးပွားရေးကထိုင်းကတော်တော်လေးမြန်မာနိုင်ငံနဲ့ဆိုရင်အရေးကြီးလာတယ်။အဲ့တော့တက်ပါနေလည်းပြောင်းပြီးတော့ ပို့နိုင်တဲ့အနေအထားမှာမရှိသေးဘူး။ဟုတ်တယ်။ဒါလေးတော့မလုံးနိုင်။အဲ့ဒီတော့ထိအသုံးမကျခဲ့ဘူး။အုတ်ချုပ်တဲ့သူတွေ။နော်။ဆိုတဲ့အခါကျတော့ဒီတယံဇရစီပွားရေးနဲ့အဲဆက်ဆက်အဲ့ဒါကြောင့်မို့လို့လေပြည်တွင်းစစ်တွေကပို့ပြီးကြာလေ။ဘာဆိုတော့ပြည်တွင်းစစ်တွေကနော်တရားမဝင်စီပွားရေးပေါ်မှာမိခိုနေရလို့ရှိရင်ပြီးရင်တယံဇရပေါ်မှာမိခိုနေရလို့ရှိရင် အဲ့ဒီနိုင်ငံတွေရဲ့ပြည်တွင်းစစ်တွေကပို့ပြီးကြာတတ်တယ်လို့တွေ့ရဒါကြောင့်မို့လို့ဒါကကျွန်တော်တို့လက်နက်ကင်တက်တွေအားလုံးစစ်တပ်အပေါင်းလက်နက်ကင်တက်တွေအားလုံးကဒီအချက်ပေါ်မှာမိခိုးနေကြတယ်အကျိုးစီးပွားတွေသူတို့ရဲ့အကျိုးစီးပွားအဲ့တော့နိုင်ငံတွေအကျိုးစီးပွားရှိတယ်လက်နက်ကင်တက်တွေရဲ့အကျိုးစီးပွားတွေလည်းရှိတယ်နော်အဲ့တော့ဒါတွေကအကျိုးစီးပွားတွေအရာ ဖြစ်လာတဲ့အတွက်ကြောင့်မို့လို့နော် ဒီကြိုးစည်းပွားတွေကလည်းထွက်ရထွက်တာကြောင့်လုံနိုင်တာကလည်းကိုပြည်တွင်းတွေကလူတွေပြည်တွင်းအားတွေပဲရှိတဲ့အတွက်ကြောင့်မလို့ကိုမလို့လည်းအခုပဲတည်ရင်လည်းသွားပြန်ပြီအရင်ကလည်းဒီလိုပဲလက်မှတ်ထုတ်လဲညှိချင်လို့လိုက်လုံချက်လဲတော့ဆိုတော့ကျွန်တော်အဓိကမေ့ချင်တာကနိုင်ငံတကာကအခုပမာထရန့်ကိုတီးပြီးတော့ကျွန်တော်အာဆီယံနဲ့ပြောရဲဆိုပေမဲ့အဓိကကတော့ဗျာအခုကျွန်တော်ငွေတော်လာရင်၅နှစ်ရှိပြီလေငွေတွေပြောသလိုအရေးကြီးတယ် ကြတော့ဘဝကြီးမှာဒီလိုဖြစ်တယ်ဗျာအခုအလုပ်ကပဲပဲမှိုင်းပဲပဲမှန်လာကိုတည်တာဒါပေမဲ့ဘာမှလည်းမကူညီဘူးအဲ့ဒါကြောင့်ဘယ်လိုပြောချင်လဲဦးတင်မဟုတ်ဟိုနိုင်ငံအကူကြီးဆိုတာကျွန်တော်ရေးခဲ့ဘူးတဲ့အလေးတပြောရလို့ရှိရင်နိုင်ငံတကာအကူကြီးဆိုတာကကြိုက်တော့ပဲခြေတော့မဟုတ်ဘူးအင်းကိုချေတော့နာနေတဲ့ချိန်မှာတော့ဂျိုင်းတော့ကအားခိုးလို့ရတယ်။ဒါပေမဲ့ဒီဂျိုင်းတော့ကြီးနဲ့တော့ခင်ဗျားတသက်လုံးသွားလို့တော့ရှောက်လို့တော့မရဘူး။ ကိုခြေတော်ကိုကိုအကိုကိုတို့ပါပေါ့နော်ဒါကြောင့်မို့ခုနလူငယ်တွေပြောနေတို့ကိုအကိုကိုအမယ်ဆိုတဲ့စကားဒါအင်မတန်မှန်ပါတယ်နော်အဲ့တော့ပြည်ရေးအားကအဓိကနော်အဲ့တော့နိုင်ငံတကာအားအမဆူပါတော့အာဆီယံကအားလုံးပါဝင်တဲ့တွဲဆုံဆွေးနွေးဖြစ်အောင်လုပ်ရမယ်လို့တိုက်တွန်းနေတယ်ကျွန်တော်တို့ဒီမိုကရေစီအားစုတွေအေးအားလုံးပါဝင်တွဲဆုံအားလုံးပါရင်ပါမပါရင်ငါတို့ထိုင်မှုกว่าပဲ ဘယ်တွေ့ဆုံဆွေးနွေးမှာမထိုင်ဘူးလို့ဆုံးဖြတ်ချက်ပေါ်ရှိရမှာကိုကမှအဲ့ဒီဆုံးဖြတ်ချက်မရှိဘူးဆိုရင်အာဆီယံကအလုံးပေါ်ဝင်ရေးပြောပြီး तू ကချိုးဖောက်ပြီးတော့စစ်ဆိုးရတဲ့သွားပြီးတော့လုပ်မယ်ဆိုရင်ကျွန်တော်တို့တော့သိမဆန်းဘူးပြဟုတ်တယ်ကိုကမှမလုံနိုင်ဘူးကိုချင်းချင်းတော့မလုံနိုင်တဲ့ကိစ္စအဲ့တော့ကိုကော နိုင်ငံတကာလေးစားနိုင်လောက်သောစီးလုံးညီညွတ်မှုရှိရလားအင်းเนาะကျွန်တော်မရှိအဲသူတို့ကလည်းကျွန်တော်တို့နဲ့တွေ့တဲ့ခါကမှမင်းတို့နိုင်ငံကကွဲနေတာအဲကွဲနေတဲ့နိုင်ငံမှာငါတို့ကအနာဂတ်ရှိတယ်လို့ငါတို့ကဘယ်လိုလုပ်ယုံကြည်လို့ရအဲသူတို့မိတဲ့မိန်းကလည်းတဘာဝကြတယ်ဗျာ ။အဲ့တော့နိုင်ငံတကာပေါ်မှာကြီးပဲကျွန်တော်တို့ကဖိပြီးတော့ပြောနေလို့မင်းဟာဘူးကိုကူကိုရောဥပညင်ကျွအောင်လုပ်နိုင်ရလား။အဲ့တော့ပထမဆုံးကအခုလက်ရှိရွေးကောက်ပွဲဟာနိုင်ငံရေးအရာတွိတ်ဆုံညှိနှိုင်းဖြည့်ရှင်းလို့ရတဲ့ရွေးကောက်ပွဲမဟုတ်ဘူး။အင်းအာဆီယံကနိုင်ငံရေးအရာတွိတ်ဆုံညှိနှိုင်းဖြည့်ရှင်းဖို့ပြောနေတယ်။ကုလသမဂ္ဂကလည်းပြောနေတယ်။သူတို့ဒီတဲ့ပို့ပြီးမပြောနိုင်ဘူး။နော်။အဲ့တော့ ိုရီကရောဒီတဲ့ပို့ပြီးတော့သူ့ကိုနိုင်ငံရေးမဟုတ်ဘူးစည်ရဲနဲ့ပဲဖဲမယ်ဆိုလို့ရှိရင်တလုံးတစ်စီးတဲ့တိုက်နိုင်ခိုင်းနိုင်တဲ့ view ဟာကြီးတစ်ခုရှိသလား command center ကြီးတစ်ခုရောရှိသလားဒုတိယပြီးရင်ကျွန်တော်တို့ကအဲ့ဒီလိုတိုက်ဖို့အတွက်ကုန်ကြနိုင်တဲ့ဇယိတ်တွေအဲ့ဒီဇယိတ်တွေကာမိဖို့အတွက်တွက်ချက်ထားတာတွေပေါ်ရှိရလားဟုတ်ဟုတ်ဘက်က ကိုကအဲ့ဒီလိုပါပြင်ဆင်ထားတာမရှိဘူးကိုကလည်းနော်အာငါတို့ကြုံဒီဟာတော့ဒီမျိုးလေးတော့ဒီလိုတိုက်တိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီနဲ့ညီများတဲ့ထောက်ခံမှုတော့နိုင်ငံတကာလေအဖြစ်ရမှာပဲနော်ကိုကတလုံးတစ်စီးတဲ့ဖြစ်နိုင်တဲ့ထောက်ခံမှုမျိုးရှိမှရတဲ့ထောက်ခံမှုမျိုးကိုလိုချင်လို့ရှိရင်ကိုကတလုံးတစ်စီးတဲ့ရှိဖို့တော့လိုလိမ့်မယ်ကိုကတလုံးတစ်စီးတဲ့မရှိဘဲနဲ့အဲ့ဒီတလုံးတစ်စီးတဲ့ အခြေအနေမှာရမယ်ထောက်ခံမှုမျိုးမျောနေရင်တော့ကျွန်တော်မျောနေတာနည်းနည်းလေးအန်ချွန်နေသလားလို့ကျွန်တော်ကတော့ဒီလိုပဲပြောချင်တယ်ဗျာဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါနိုင်ငံတကာမျောတော့ဗျာဆိုဟိုကဘယ်လုံးမလို့တော့အဲ့တော့ဗျာခုနကကျွန်တော်တို့ပြောခဲ့ပြီးဟိုတင်ပေါ်တန်းလက်ရှိမှပြောသွားတယ်ကျွန်တော်တို့က90ဒီလိုပဲလှုပ်ချလဲနေတယ်ပေါ့အခုလည်းလှုပ်ချလဲတာပဲလေကျွန်တော်စက်တန်းအလားသိလိုက်အခြေဆွဲလိုက်ယူကဘယ်လိုလဲဒီဘက်ကလည်းအခမရနဲ့အဲတက်ွက်ဖော်လိုက် ဆိုတော့အခုကဥပဒေရုပ်ကပွဲလုပ်မယ်ဒီပွဲလည်းတိုက်မယ်ပေါ့ဗျာအခုခုနအလုံးညညော်တဲ့တိုက်ပွဲလည်းကျွန်တော်တို့သမိုင်းမှာဖြစ်မလာခဲ့ဘူးလေအခုဒီကြေအကောင်းဆုံးပေါ့အကောင်းဆုံးတော့မှာအခုငါးနှစ်ကြာတဲ့အခါကျတော့အဲဒီမကောင်းလို့ဖြစ်လာနေတဲ့အခါကျတော့ဟိုတင်မသာအားလုံးဘဲပေါင်းဆိုပြီးစစ်တမ်းရောကျွန်တော်ဒီမိုကရေစီအားစုတွေရောဘယ်လိုများတွေးကြော်ရပါများအကြံပြုချင်တယ်ဗျနေခွတ်ချုပ်ကျွန်တော်ကတော့ဒီဒီမိုကရေစီအားစုတွေစီလုံးညီညွတ်တာကိုပြင်ညာတာပေါ့ဗျာစီလုံးညီညွတ်ပြီးတော့ပြောတာ ဥမာအားဖြင့် TNL ကတရုတ်ကနေလှုပ်ပြီးမင်းတို့နှစ်ယောက်ဆွေးနွေးကြွားဆိုရင်ကျွန်တော်ခစားခေါနာစကားမျိုးလေးနဲ့ပြန်ပြောတာမျိုးကြားခြင်းနဲ့ဗျာအားလုံးပါခြင်းပါမပါခြင်းငါတို့မထိုင်နော်အားလုံးပါဆိုတဲ့အထက်မှာလည်းလက်နက်ကင်အားစုတွေအားလုံးနဲ့မကဘူးပြည်သူလူထုကထောက်ခံထားတဲ့ NLD ပါပါဖို့လိုတယ်တကယ်ကြီးအားစုတွေဘာလို့လဲ NLD ကိုချန်ပြီးသူကသွားခြင်းတယ် ဲ့တော့အဲတခုဖြစ်နိုင်ခြေရပါလေလက်နှက်ကင်တက်ပြားရဲ့သဘောတူညီချက်တော့ဖြစ်နိုင်တယ်။ဒါမှမဟုတ်လက်နှက်ကင်တက်အချို့ရဲ့သဘောတူညီချက်တော့ပြောမနိုင်ရရှိရဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့အဲ့ဒါငင်းချမ်းရေးကိုသွားတာမဟုတ်ဘူး။နော်ငင်းချမ်းရေးလည်းဖြစ်လာမှာမဟုတ်ဘူး။ဒါကြောင့်မို့မိမိအားလုံးကငါတို့အားလုံးပါရင်ပါမပါရင်မထိုင်ဆိုတဲ့စကားလေးပြောတော့အောင်တော့ ညညွတ်ကြစေချင်တာပေါ့နော်ကျွန်တော်အဲ့ဒီလိုဖြစ်ပေါ်လာပြန်ဆိုလို့ရှိရင်ဒါဆိုရင်ရှင်းရှင်းလေးပြောလို့ရတယ်နိုင်ငံတကာရောတရုတ်ကိုပြောလို့ရတယ်နော်ကိုကမှအဲ့လိုမရှိဘူးဆိုရင်ကျွန်တော်တို့ပြောဖို့တော်တော်ခက်ပါတယ်အဲ့တော့ဒါတစ်ခုပေါ့လေဒုတိယတစ်ခုကတော့အဲကျွန်တော်တို့ကဗုဒ္ဓဘာသာအများစုနေထိုင်တဲ့နိုင်ငံဆိုတော့ဗုဒ္ဓဘာသာစကားတွေသုံးပြီးတော့ပဲပြောခြင်းတယ်အဲ့တော့တမ္ပဝနားလဲပါလို့ကျွန်တော်ပြောခြင်းပြောခြင်းတယ်ဗျာ ဓမ္မဆိုတဲ့စကားကဘာလဲဆိုရင်သူ့တဘောသူဆောင်သူ့တဘောသူဆောင်တာလို့ဒါမမခေါ့ချုပ်ဆရာတော်ကရှင်းပြဘူးလေဘောလို့ရနော်အဲ့တော့သူ့တဘောသူဆောင်တယ်ဆိုတာကပညာရဲ့တဘောကသူ့တဘောသူဆောင်မှာကျွန်တော်တို့ဆရာဝန်တွေဆိုရင်ဇီဝကာမဗေဒဆိုတာခန္ဓာကိုယ်ကြီးကဘယ်လိုသဘောဆောင်နေလဲနော်ဒါသူ့တဘောသူဆောင်တာကိုအသုံးချတာအဲ့တော့ယူပဗေဒဒါက သူတဘောသူ drug တွေอ่ะသူတဘောသူဘယ်လိုဆောင်နေလဲပညာတော့အဲ့ဒီသိပ္ပံပညာပေါ်မှာအခြေခံပြီးလူမှုသိပ္ပံပညာအားလဲသူတဘောသူဆောင်တာတွေဘယ်လိုရှိလဲလို့လေ့လာတာလူမှုသိပ္ပံပညာနိုင်ငံရေးသိပ္ပံပညာလို့ပြောတယ်အဲ့တော့ဗမာနိုင်ငံကြုံတွေ့နေရတဲ့အားဆိုရင်သူတဘောသူဆောင်တယ်ပြည်တွင်းစစ်တွေอ่ะသူတဘောသူဘယ်လိုဆောင်လဲငင်းချိုင်းရေอ่ะသူတဘောသူဘယ်လိုဆောင်တတ်လဲဆရာနာရှင်စနစ်ကနေဒီမိုကရေစီစနစ်ကိုကူးပြောင်းတဲ့အခါသူတဘောသူဘယ်လိုဆောင်တတ် လေ့လာထားချက်တွေရှိဘူးအဲ့တော့ဓမ္မကိုနားလည်တယ်ဆိုတာသူဘောသူဆောင်ဘာလို့လဲသူဘောသူဆောင်နေတဲ့ဖြစ်စဉ်ထဲမှာကိုယ်သဘောကိုထည့်နိုင်မှာကိုယ်သဘောကသူဘောသူဆောင်တာအင်းတဲ့ဝင်းနေလို့ရှိရင်လက်တွေဖြစ်လာပါလေရလဲဝင်းနေမှာနော်အဲ့တော့ဓမ္မသဘောကပြောမယ်ဆိုအတ္တဆိုတာငါသဘောငါဆောင်တာကျွန်တော်တို့ဒီလူမှုသဘောအရဆိုလို့ရှိရင်တော့အတ္တဆွန့်ထားတယ်ဆိုတာက ကိုကအများအတွက်ဝင်ပြီးတိုက်နေတာပေါ့ဗျာ။ဒါဖြင့်ဓမ္မတောင်းကနေကြည့်လို့ရှိရင်အတ္တဆိုတာငါသဘောငါဆောင်တယ်ထင်နေတာ။ငါသဘောငါဆောင်တယ်ထင်နေတာပါလေ။သူသဘောသူဘယ်လိုဆောင်လဲဆိုတာကိုမသိတာကိုပြောတာ။ဒါ။အဲ့တော့ငါသဘောငါဆောင်တာနဲ့လုံးလို့မရဘူး။ပညာဆိုတဲ့အရှိလာတဲ့အတွက်ကြောင့်အဲ့ဒီပညာရဲ့သဘောတွေကပါနေတယ်။အဲ့ဒီဓမ္မအတွင်းကကိုယ့်ရဲ့မဟာပြွာကိုချမှတ်နိုင်မှုအရေးကြီးဆုံးပဲနံပါတ်1က။ သူတဘောသူဆောင်မှုနဲ့လိုက်ရောညီထွေ ဖြစ်တဲ့မဟာပြွာကိုချမှတ်နိုင်မှတိုင်းပြည်တွေကခီးပေါက်တယ်ခီးရောက်တယ်ဘောက်ရင်ကျွန်တော်ခီးမပေါက်ပါဘူးဘာလို့လဲငါသဘောငါဆောင်တာတွေနဲ့ရွယ်ဟိုဖွဲ့ရလဲငါသဘောငါဆောင်တယ်ဒီဖွဲ့ရလဲငါသဘောငါဆောင်ငါသဘောငါဆောင်တာတွေနဲ့လုံနေရင်းနဲ့ကျွန်တော်ကခြာလပတ်လဲနေတတ်ပါတယ်ဟုတ်ကဲ့ဒါကြောင့်ဒီအရွေ့တိုင်းပြည်တစ်ခုရဲ့အရွေ့ကိုပြောမယ်ဆိုရင်ဓမ္မကိုနားလည်ဖို့တို့ပါလေ เนาะသူတဘောသူဆောင်ဘလို့လဲကျွန်တော်တို့နားလည်ဖို့လိုပါတယ်ကြောက်သွားတက်ဖို့မလိုဘူးပေါ့ဗျာเนาะအဲ့တော့ခုနတွတ်တော်တွေကသက်ဆိုင်ရာပညာရှင်တွေနဲ့မိမိတို့ဘာဟာပြောအောင်မချခင်မှာညှိနှိုင်းဆွေးနွေးတာဘလို့မှာပြောပြီးတော့ပို့ပြီးသက်မလဲအကန့်တက်တရားဘာတွေရှိလဲเนาะဒီလိုစဉ်းစားတာမျိုးဒီလိုလှုပ်ဆောင်တာမျိုးလေးတွေ ရှိလာခဲ့လို့ရှိရင်ဒါမှမဟုတ်ရင်လည်းခေါင်းဆောင်မှုရဲ့ဘေးမှာခေါင်းဆောင်မှုအောက်ကဖတ်မှတ်ပြီးတော့ဒီလိုတော့သူ့ဘောသူဆောင်မှုဒီလိုတော့ဒီလူတွေကပြောကြတာရှိတယ်လို့တင်ပြနေတာအဲ့ဒီ temp master အတွင်းစဉ်းစားပြီးတော့ချမှတ်တိုင်းတာဒါဆိုရင်တော့မဟာဗျူဟာတွေကပို့ပြီးတော့ကောင်းလာနိုင်မယ်ပို့ပြီးသူ့ဘောသူဆောင်မှုနဲ့လိုက်ရောညီတွေဖြစ်လာနိုင်မယ်ခရီးပို့ပေါက်တိုင်းနေပဲလို့ကျွန်တော်ထင်တယ်ကျွန်တော်အဲ့ဒါလေးတော့ပြောချင်ပါတယ်ဟုတ်ကဲ့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  ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါဗျာကျွန်တော်ငယ်ငယ်ကဖန်ဆိုတာတင်ပါဗျာဟုတ်ကဲ့ကျေးဇူးပါအထောက်အကူ